မင်္ဂလာပါ Anime Riga စီစဉ်လေးကနေပြီးတော့ကြိုဆိုလိုက်ပါရယ်။ကဲဒီနေ့ဗီဒီယိုမှာတော့ Soul Lister ရဲ့အပိုင်းကိုကြည့်ကြည့်သွားအောင်ပါဖြစ်ပါရယ်။ဒါနဲ့အရင်နှစ်ရက်၃ရက်လောက်ကကျွန်တော်ခီးထွက်နေတာဖြစ်တဲ့အတွက်အဲ့ဒီအကြမ်းတွေမှာဗီဒီယိုမတင်ပြတာကိုတော့အားလုံးအနုညွတ်တောင်းပါပါရယ်။ဒီနေ့ကစပြီးဗီဒီယိုလေးကိုပုံမှန်ပြန်နေပေးသွားပါမယ်။ကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe နဲ့ကူညီပေးကြဖို့လည်းတောင်းဆိုချင်ပါရယ်။စလန်းဆာမှာတော့လီယိုဖုန်းကျောင်းရိုးနဲ့ရှီကျန်းတို့ကသူတို့ပါဝင်ရမယ်အသက်သေးရှင်ရဲ့အမဲလိုက်ခြင်းအတွေ့အကြုံကြောင့်ပြောဆိုနေကြပြီးတော့ကျောင်းရိုးကတော့ကမ္ဘာပေါ်မှာအစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဟုံနဲ့တွေ့ဆုံရမှာကိုသိလို့ရှားနေပါတယ်။လီယောဖုန်းမှာအစီအကျန်းကိုဟုံကဘယ်လိုလုပ်လဲလို့မေးရမှာတော့သူကဟုံကိုဖော်ပြဖို့အတွက်ဆိုရင်တော့ဖျားသခင်ဆိုတဲ့စကားတစ်လုံးတစ်လုံးနဲ့ကိုသာအသုံးပြုနိုင်အောင်ပြန်ပြပါတယ်။သူကစေဖျားသခင်အများပြားနဲ့တွေ့ဆုံမှုပေးမယ်။ဟုံနဲ့နိုင်ရှင်ရင်ကောင်းကင်ဘော်ကဂျယ်ရီနဲ့နေမင်းလို့ကြွားချကြအောင်ပြောပါတယ်။သူကလီယိုဖုန်းနဲ့ကြောက်ရုပ်ကိုတောင်ဝိုင်းနိုင်ကြီးကကမ္ဘာလောကတစ်ခုလုံးမှာအနေအရှိဆုံးနေရာသုံးခုထဲကတစ်ခုဖြစ်ပြီးသူကလီယိုဖုန်းနဲ့ကြောက်ရုပ်ကိုတောင်ဝိုင်းနိုင်ကြီးကကမ္ဘာလောကတစ်ခုလုံးမှာအနေအရှိဆုံးနေရာသုံးခုထဲကတစ်ခုဖြစ်ပြီး ဘလူးတွေအတွက်နေပင်မော်လို့နေဖို့ကြဲကြဲလောင်ကျွမ်းနေတဲ့မြေဖြစ်ကြောင်းရှင်းပြပါရစေ။တောင်သားတွေအားလုံးစိတ်တန်းနေကြစေမှာတော့ကောင်းငင်ရံမှာရင်တစင်းပေါ်လာပါရစေ။အဲ့ဒီရင်ထဲကနေပြီးတော့ဝေးရချုံလာတဲ့စိတ်ကြော်နှစ်ဦးထပ်ပေါ်လာပါရစေ။လျော်ဖုံးဟွာတယောက်ကိုပထမဆုံးအပိုင်းမှာသူ့ကိုကယ်တင်ခဲ့တဲ့စစ်တီတော်ဖြစ်တဲ့အဲရာဂျူးချီစ်ဖြစ်ကြောင်းမှတ်မိလိုက်ပါရစေ။စီကြံကတော့လီယိုဖုန်းကသူ့ကိုတည်နေတာကိုအံ့ဩသွားပါတယ်။ဘာကြောင့်လဲဆိုတော့အဲဒါဆိုတဲ့ပွဲအမည်ဟာစစ်ဖျားသခင်နန်းတော်ထဲမှာ ဆေဖရားသခင်နဲ့တော့မြင်းမဲ့တဲ့ကောင်မတော်ကိုဖြစ်ပေမဲ့ဒီအကယ်ဒမီမှာတော့သူ့ကိုစစ်သေးရေးမှုကျူလို့ခေါ်တာပိုပြီးသင့်တော်လို့ပါပဲ။ကျန်တဲ့ဝိယောင်ချုပ်နာသူကတော့စစ်သေးရေးမှုဖလာဒီမှာဖြစ်ကြောင်းသူကရှင်းပြပါတယ်။ထို့သည်မှာပဲအချိန်တွေရက်တန်သွားလို့ဖြစ်ကလူတယောက်ဟာမမြင်ရတဲ့လေယာဉ်ကနေဆင်းသက်လာပြီးလျော်ဖုံးဟာဆက်ကြောက်ရာတခုလုံးကသူ့ကိုဆွဲခေါ်နေသူခံစားလိုက်ရပါတယ်။အဲ့ဒီလူကသူ့ကိုအကြီးတစ်ချက်နဲ့တင်းတတ်နိုင်လို့ခံစားရတဲ့အတွက်ဖရားသခင်ရဲ့ရှေ့မှောက်မှာအမရေရှိနေပါသားလို့နော်သူတွေးမိပါတယ်။အဲ့ဒီလူကို Legend Scan ကတင်တဲ့နေပြတွေကနှုတ်ဆက်ကြပြီးတဲ့နောက်မှာတော့ဒီယောဖုံးစီကိုဦးတည်သွားပါတယ်။ သူကပြုံးပြပြီးလျော်ဖုံးရဲ့အကောင့်နဲ့စိတ်ဆိုင်ကိုချီးကျူးကုန်ပြုပါရယ်အဲဒီနောက်မှာတော့ចောင်းသားအလုံးကိုစစ်ဖျားသခင်ဖြစ်ဖို့မဟုတ်ပဲအဲဒီတပ်ပုံမမြင်ပါရယ်တုံတကူဖြစ်လာဖို့ဟာသူတို့ရဲ့ရည်မှန်ချက်ဖြစ်ကြောင်းသတိပေးစကားပြောကြားခဲ့ပါရယ်အဲဒီနောက်မှာတော့သူနဲ့ကျန်တဲ့တနန်းသားနီးပြတွေဟာအန်အောစရာကောင်းကောင်းအောင်မျက်နှုံးတွေနဲ့အဆောက်အုံတွေကိုဝင်ရောက်သွားပြီးចောင်းသားတွေကိုမိန်နဲ့ကျန်ရင်စီခဲ့ပါရယ်လျော်ဖုံးကိုဟုံကတည်တံ့တွဲဆောင်လို့ကြောင်းပြောကြားပါရယ်ဟုတ်ကလီယိုဖုန်းရဲ့ဝိညာဉ်ဆောင်အားတွေကအစိမ့်စစ်ဗျာတခင်အစင်ကိုရောက်ရှိနေပြီဖြစ်ကြောင်းပြောကြပြီးသူရန်သူတွေဟာသူ့ကိုတပ်ဖို့အတွက် NLC ရဲ့နီလန်းတွေတုံးကိုစီစဉ်နေကြောင်းသတိပေးပါရယ် ပြောဖုံးကပေါ်လိနိုင်မွနယ်သူရဲ့တခင်လေးကိုတတ်ခဲကြောင်းမှခံပြီးမယ်မိမိကိုယ်ကိုကာကွယ်ရင်တတ်ခဲရခြင်းဖြစ်ကြောင်းလည်းရှင်းပြပါရယ်ဟုံကဒါကိုလက်ခံပြီးလျော်ဖုံးကသူ့ကိုယ်သူဝိညာဉ်တခင်ဖြစ်ကြောင်းအချိန်ကြာကြီးဖုံးဝေထားရခြင်းအကြောင်းကိုသူနားလည်ခဲ့ကြောင်းပြောပါရယ်သူကလျော်ဖုံးကိုပန်နီနာရဲ့ခင်မွန်လီယောင်ကိုအထူးသတိထားဖို့တတိပေးပြီးလီယောင်ကတောင်ပိုင်းနိုင်ငံမှာလျော်ဖုံးကိုတတ်ဖြစ်ဖို့ရည်ရွယ်ထားကြောင်းပြောပါရယ်လီယောင်ကြိုးစားလာရင်သူခုခံကာကွယ်သွားမယ်လို့လျော်ဖုံးကပြန်ပြောပါရယ်ဟုံကလီယောင်ကတချိန်ကရှေးရောက်ရင်ကျေမှုအပြည့်စီများဆန်းသက်ရေးစစ်စေးရေး နံပါတ်9ကိုဖျက်တော့ခဲ့ပြီး Black Ghost စစ်လို့ခေါ်တဲ့တ냐ကောက်ကိုရရှိခဲ့ကြောင်းသတိပေးပါရယ်။လီယိုဖုန်းကရှေးအောင်ရင်ကျင်းမှုအပျက်စီးများဆန်းသက်စီစီရေးဆိုတာပါလဲဆိုတာမသိကြောင်းဝန်ခံပါရယ်။ဟုံကဒါရှေးအောင်ရင်ကျင်းမှုကတုံတရားဆန်းသက်ဖို့အသုံးပြုခဲ့တဲ့ဆန်းသက်စကန်တို့ကိုပြပြီးစစ်ဖျားသခင်သာလင်းကြိုးစားဖို့အရေးချင်းမိမိကြောင်းရှင်းပြပါရယ်။ဆန်းသက်မှုရဲ့တည်ထောင်မှုနှုန်းက900ရာခိုင်နှုန်းကျော်ရှိပြီးလီယောင်ကဒါကိုဖျက်တော့ခဲ့တဲ့အတွက်အလွန်အမင်းအစွမ်းထက်ကြောင်း အခု black god ဆွနဲ့ဆိုရင်ပို့ပြီးတော့ဆွမ်းထက်နေပြီဖြစ်ကြောင်းဒေဝိဇုံကလီယိုဖုန်းရဲ့ဓာတ်တွေကိုလုံးဝအသုံးမဝင်အောင်လုံးဆောင်နိုင်တဲ့ကာကွယ်ရေးအတားအဆီးကိုဖန်တီးပေးထားကြောင်းပြောပါရယ်အဲဒီနောက်မှာတော့လီယိုဖုန်းကသူ့အတန်းပေါ်တွေနဲ့အတူတောင်ပိုင်းတိုက်ရိုက်စီကိုဥတည်နေတယ်လင်းပေါ်မှာရှိနေတာကိုတွေ့ရပါတယ်သူတို့ကိုပြန်တန်းနေတဲ့ blue og ကတိုက်ခိုက်ပါတယ်တင်မောတွေကသူတို့ရဲ့ဒဏ္ဍာရီလာလေသာအမြောက်ဖြစ်တဲ့တေမင်းရဲ့အလင်းနဲ့လို့ခေါ်ရယ် light od ကိုပြစ်ခတ်လိုက်ရအလုံးရင်းလိုက်ရှိရဲ့ blue og ကလုံးဝပြောက်ွယ်သွားပါတယ်။ leo bone ကစစ်ဖျားသခင်တော်မှာဒီလိုမီးစွားကိုခံနိုင်ရရှိမှာမဟုတ်ဘူးလို့မှတ်ချက်ပြုပါရယ်။အဲဒီနောက်မှာတော့ vanina နဲ့ leo ောင်းတို့ဟာဆင်သက်လာတဲ့တမောရင်းကိုနှုတ်သက်နေတာကိုတွေ့ရပြီးစစ်သားတွေကလိုဝက်ဆန်းကျဲတယ်သူတို့တိတာတွေကိုတင်ထုတ်လာပါတယ်ဘန်နီနာကသူတို့ဒီပီစီတွေကိုရရှိဖို့အနေနဲ့ခက်ခဲခဲ့ကြောင်းဒါပေမဲ့လီယောဖုန်းကိုရှင်းလင်းဖို့အတွက်လုံလောက်တဲ့ကြောင်းပြောပါတယ်လီယောင်ကလီယောဖုန်းရဲ့မိသားစုကိုတိုက်ခိုက်ဖို့အသေးရှိနေတဲ့သူ့လူတွေရက်တန်သွားကြောင်းကြားလိုက်ရတဲ့အခါအာအတင်သွားပါတယ်တက်တင်းဆိုလို့ဘန်နီနာအဲ့ရ မဟာမေရဲ့ဥက္ကရာစီကဖုန်းခေါ်သမှုတစ်ခုလက်ခံရရှိပြီးသူတို့ကလီယိုဖုန်းရဲ့မိသားစုကိုစတုံးစရာလုံဆောင်မယ်ဆိုရင်အဲ့ရမိသားစုတစ်ခုလုံးကပိုလီနဲ့မျိုးနဲ့သူကိုချေမှုသားမယ်လို့သတိပေးပါတယ်။လီယောင်ကဒေါသတကြီးနဲ့အဲ့ရမိသားစုကိုဒီလိုမျိုးကောင်းကောင်းစီနိုင်တဲ့သူနှစ်ယောက်ပဲရှိပြီးအဲ့ဒါကတော့သူနဲ့ဟုန်ဖြစ်ကြောင်းသူတို့နှစ်ယောက်ထဲကလီယိုဖုန်းအတွက်ဒီလိုလုပ်ပေးမဲ့သူကဟုန်တယောက်တည်းသာဖြစ်ကြောင်းပြောပါတယ်။လီယိုဖုန်းရဲ့မိသားစုကိုထိခိုက်မှုမပြုနိုင်အောင်ချီနောက်ထားနိုင်ပေမဲ့လီယိုဖုန်းနောက်ကိုလိုက်ဖို့ကတော့တားသီးတားချင်းမရှိကြောင်းပါတီနာကိုကြေပေးပါတယ်။သူဒီလိုပြောနေစဉ်မှာထိလန့်စရာကောင်းတဲ့စစ်ကြော်သုံးအောင်ပေါ်လာပြီးသူ့ကိုနှုတ်ဆက်ကြပါတယ်။ သူနဲ့လျော်ဖုန်းနှစ်ဦးစလုံးဟာတောင်ပိုင်းနိုင်ငံမှာတအူးကိုတအူးရင်ဆိုင်မှုပြင်ဆင်ထားတဲ့ကြောင့်အတန်ကျကျနဲ့ပြောဆိုကြပါရယ်။ကျောင်းသားတွေကိုလေရင်ပေါ်ကနေချပေးပြီးသူတို့ရဲ့အသက်သေးစီရင်ဆောင်နာခံပြီးတဲ့နောက်28ရက်အတွင်းအဲ့ဒီနေရာကိုပြန်လာဖို့အမိန့်ပေးပါရယ်။ကျောင်းသားတွေဟာအဖွဲတွေခွဲပြီးစတင်လိုက်ကြပါရယ်။ရှီကျန်းကလျော်ဖုန်းနဲ့အဖွဲဖွဲကိုကန်လိုက်ပြီးမယ်။သူကငင်းဆိုလိုက်ပြီးသူ့မှာဖြည့်ဆင်းရမယ့်ရှော်ရီတဲ့ကိစ္စအချို့ရှိကြောင်းပြောပါရယ်။လျော်ဖုံးထွက်သွားပြီးတဲ့နောက်မှာတော့ကျောင်းသားတို့ကစီကျန်းကိုသူ့ရဲ့ဆက်သွယ်ရန်အချက်လက်တွေတောင်းပြီးလျော်ဖုံးကအဖွဲမဖွဲ့ခြင်းမှုဆိုရင်တော့တအူးကိုတအူးကယူဆိုင်ပေးဖို့ကောင်းကြောင်းပြောပါရယ် ကျွန်တော်တို့ကလီအောင်နဲ့သူ့ရဲ့အဖော်သုံးတို့ရဲ့တည်တန့်လေရင်စီကိုရောက်သွားပါတယ်။အဲ့ဒီအဖော်တွေကတယောက်ဖြစ်တယ်၊ဘိုင်းကတယောက်ဖြစ်တယ်၊ဘိုင်းကင်းလုံးပုံတန်ရှိပြီးအရသမားအနေငယ်ရမတ်ကြီးပုံညာတဲ့ကြီးမားတဲ့လူတို့ကသူတို့ပုံမမမလာနိုင်တဲ့အတွက်လီအောင်ကိုတောင်းပန်ပါတယ်။ဒါပေမဲ့လီအောင်ကသူ့ရဲ့အကူအညီအတွက်ကျေးဇူးတင်စကားပြောပါတယ်။နင်ညာလို့ဝေသားစင်ရင်တာနောက်တဲ့စစ်စီတော်တအူးကလာရောက်အောင်မှရှောက်လာပြီးသူတို့ပထမဆုံးအချိန်တွဲဆောင်ကြတဲ့အတွက်သူ့ကိုယ်သူအငဲသားစစ်ဖျားသခင်ဘတ်အက်ဒီရှင်အဖြစ်မိတ်ဆက်ပါတယ်။ သူဟာပတ်စံရှာဖို့အတွက်တခုတည်းသောရည်ရွယ်ချက်နဲ့လာခဲ့တာပါလို့ပြောပါတယ်။တတိယစစ်တီတော်ရဲ့ရှိနေခြင်းကသူ့အံ့အားသင့်စေကြောင်းအကြောင်းကတော့ကီတာဟာရာလို့အမည်ရတဲ့တတိယစစ်တီတော်ဟာမကြာသေးခင်ကမှဆေဖျားသခင်အဖြစ်ယာရုတုံးမြင့်ခံခဲ့ရပြီးသူ့ရဲ့ဆွမ်းအားကလည်းတိတိကျကျတိုးလာခဲ့လို့ပါပဲ။ကီတာဟာရာကသူ့ရဲ့ချီးကျူးစကားကိုရေမောပစ်လိုက်ပြီးတနာဟီလာပုံကိုဖြစ်တဲ့လီယောင်နဲ့နှိုင်းစင်ရင်သူကဘာမှမဟုတ်ပါဘူးလို့ပြောပါတယ်။ကီတာဟာရာကလီယောဖုန်းကအထူးအရာတစ်ခုကိုဖြစ်ရမယ်လို့မှတ်ချက်ပြုပြီးလီယောင်ကအထူးလက်နက်ကိုတောင်းယူဆောင်လာခဲ့ကြောင်းတိတိကျကျမှဘာရီပါလဲလို့မေးပါတယ်။ ဒီအောင်ကလေသာအမြောက်ဖြစ်ကြောင်းပြောရမှာတော့ channel စစ်စီတော်တွေအားလုံး unlock download ပြီးလူသားတအုပ်ကိုအသုံးပြုဖို့အတွက်ဒါဟာတာမီလန်နဲ့ဖြစ်ကြောင်းပြောဆိုကြပါရစေ။ကေတာဟာရာကသူ့ရဲ့ဂျုံငယ်လေးကိုဘရင်အစင်ပင်လယ်ဘလူးရန်ကနေကယ်တင်ဖို့အတွက်လီအောင်ကိုသူ့ပေးခဲ့တဲ့စီရဲ့အစား20ပေးပြီးဝယ်ယူဝင်ပေးဖို့တောင်းပန်ခဲ့ပေမဲ့လီအောင်ကငြင်းဆိုခဲ့ပါရစေ။အကြောင်းကတော့ဒါကိုအစိုးရရဲ့ခွင့်ပြုချက်မရှိဘဲပိုင်းတိုင်းထားဖို့ကိုတော့တားမြစ်ထားပြီးလီယောဖုန်းကိုအပြီးတက်လိုက်တာနဲ့ချက်ချင်းဖြည့်စီပြရမှာဖြစ်ကြောင်းပြောကြားခဲ့တဲ့အတွက်ကေတာဟာရာကတိတ်ဆိတ်တော်သားထွက်ခဲ့ပါရစေ။ တီအောင်ကပန်းနီနာကိုလျော်ဖုံးမမှလဲလို့မေးရမှာတော့သူမကစီချန်းစီကနေအချက်လက်ရခဲ့တဲ့ចောင်းသားတယောက်ကိုသုံးပြီးတီးခဲ့ရာကြောင့်ပြောပါရယ်လျော်ဖုံးကသူတက်လိုက်တဲ့ဘလူးတကောင်ရဲ့အစိပ်ပိုင်းတွေကိုစူးစောင်းနေတာကိုတွေ့ရပြီးဒီ area ထဲမှာအကြီးဆုံးဘလူးအဖွဲ့ကမြောင်မျိုးနဲ့ဖြစ်ကြောင်းနဲ့သူ့ရဲ့ mission ကတော့မြောင်မျိုးနဲ့ကောင်းဆောင်ကိုတပ်ဖို့ဖြစ်ကြောင်းမှတ်ချက်ပြုပါရယ်သူ့ရဲ့အတွေ့တွေက AR မတက်ကလေးကိုဘလူးတကောင်က AR မမြဘလူးတကောင်နဲ့တိုက်ခိုက်နေတာကိုမြင်လိုက်ရတဲ့အခါပြစ်တော့သွားပါရယ်နော်ဘလူးကအသက်ပြည့်တဲ့ပင်ကိုဆွဲယူပြီးတက်ကလေးကိုဘလူးကိုထိုးသွင်းလိုက်တဲ့အခါလျော်ဖုံးကစတင်ပြေးလာပါတော့တယ် နေရအနိုင်များကဘလူးတွေအားထွက်ပြေးနေကြပြီမြောက်ဘလူးအုပ်စုရဲ့ဖယ်သိခြင်းကိုခံနေရပါတယ်မြောက်တွေကတခြားဘလူးတွေကိုတတ်နေကြတာပြိုလဲပြက်စီခြင်းပါပဲအိုးကျုပ်တွေပါပြီးအယာမရွယ်စားရှိတဲ့သူတို့ရဲ့ကောင်းတောင်ပေါ်လာတဲ့အခါမြောက်လေးကောင်ရဲတံသွားကြပါတယ်ဒီယိုဖုန်းကသူတို့နဲ့ကောင်းချင်းတိုင်တိုက်ခိုက်ရင်အနိုင်ရမှာမဟုတ်တဲ့အတွက်သူတို့ကိုဘလူးအကောင်းဆုံးတိုက်ခိုက်ရမလဲဆိုတော့ကိုမအဗျူကစတင်စေပါတယ် သူကမြန်တော့ကိုအတော်ပြုဖို့ဆုံးဖြတ်ပြီးနိုင်တန်တော်ရဲစေပါနေပညာဘောအတော်ပြုကတင်းငယ်တဲ့မြောက်လေးကောင်ကိုအကာအကွယ်မဲ့ဖြစ်စေပြီးကြောက်ကမ်းမဘောကနေခုန်ချလိုက်ပါတယ်။အဲဒီနောက်မှာတော့သူကသူ့ရဲ့ flying blade ကိုကောင်းဆောင်စီပြလွတ်လာပြီးတရားရသေးပါတယ်။ကောင်းဆောင်ကထပ်ပြေးသွားပြီမဲ့သူကဓာရီကိုလိုက်လံစေပြီးဆက်ပြစ်လိုက်ပါတယ်။တူချီကသူ့အကယ်တင်ခဲ့စဉ်ကစီတော်တူကအစိမ့်ဘလူးတကောင်ကိုတယောက်တည်းရင်ဆိုင်နေတာကိုသူအားအသင်းခဲ့ရတဲ့နေကိုပြန်သတိရပြီး အခုတော့သူကိုယ်တိုင်အဲ့ဒီလိုလုံနိုင်တယ်တတိယတော်အုပ်ဖြစ်နေပြီဆိုတော့ကုံယူစိတ်နဲ့တွေ့မိပါတယ်စီတန်းစီကလည်းဖုန်းကောက်တော်မှုတစ်ခုကိုသူလက်ခံရရှိပြီးခံနေတဲ့ငွေချင်းတို့ကသူ့ရဲ့ဖုန်းနံပါတ်ကိုတောင်းခဲ့တဲ့အတွက်သူပေးလိုက်ကြောင်းပြောပါတယ် ီယိုဖုန်းကသူ့ကိုပြပြတဲ့အတွက်ကျေးဇူးတင်ပါမယ်။သူဆက်သွယ်နိုင်ကိုလေးထားတာကြောင့်နံပါတ်ကသူ့ကိုချေရခံရမှာသုံးဝင်တော့တဲ့အတွက်စိတ်ချမ်းသာမိပါတယ်။သူကအနေရောက်လာတော့မယ်ဆိုတာသိတဲ့အတွက်ပုံအောင်ပြီးကိနောက်စတင်လုပ်ဆောင်ပါတယ်။လေယောင်နဲ့သူ့အဖွဲ့အားတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေကြပါတယ်။လီယိုဖုန်းကသူတို့အဖွဲ့ကိုသူ့ရဲ့ဝိညာဉ်စာအရင်းနဲ့စောင့်ကြည့်ပြီးအရင်ဆုံးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လီယိုဖုန်းကတောင်မတားရီတကြားရှာလွန်းနေတဲ့အဖွဲ့ကိုတီထားပြီးလိုက်ပါသွားပါတယ်။သူ့ရဲ့အစီအစဉ်ကတော့အနည်းငယ်ချင်းခဲ့ပြီးလီယောင်ကိုခိုးချောင်ကိုပဲတိုက်ခိုက်ဖို့အတွက်သူ့ဓာရီကိုအသုံးပြုဖို့ပါပဲ။ နောက်ဆုံးမှာတော့သူအဲ့ဒီလိုလုပ်လိုက်တဲ့ကမှာတော့လီယောင်ကသူ့ရဲ့ black god စစ်ကိုချက်ချင်းအသက်သွင်းလိုက်ပြီးဒါရစ်ကိုလမ်းကြောင်းလွှဲလိုက်တဲ့အတွက်လီယောဖုန်းအားအတင်းသွားပါတယ်။လီယောဖုန်းကအပွဲနဲ့တိုက်ခိုက်ရမှာသူ့ရဲ့ flying blade တွေကဂျန်နက်စစ်စော်တုံးကိုမထိခိုက်နိုင်ဘူးဆိုတာကိုတွေးလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့လီယောင်ကသူ့ရဲ့ဝိဆုံနဲ့စိုင်းနေဘက်ကိုသူ့ရဲ့မဟာမိတ်တွေစီကိုပဲစီမံကွယ်ကွဲနိုင်လို့ပါပဲ။သူတို့တယောက်ချင်းစီကပုံမအစွမ်းထက်နေပေမဲ့သူတို့သုံးယောက်ပေါင်းလိုက်တဲ့အခါသူ့ကိုအသာစီးရနေတာရှင်းနေပါတယ်။သူက Isaac Sun ကိုကာကွယ်ရေးနယ်ဘက်ပြင်မှာဖမ်းမိသွားပြီး flying blade တွေနဲ့အသက်ပြစ်လိုက်ပါတယ်။ လီယောင်ဟာဂျိုင်းနိုင်မှုတွေနဲ့ဆက်တိုက်ထုတ်လုပ်လိုက်ရမှာတော့လီယောဖုန်းတဲ့မြန်နှုံရောဆွာအဘာတာလုံးနေတာကိုပြသလိုက်ပါရယ်အဲဒီနောက်မှာတော့လီယောဖုန်းကိုလစ်စင်တော်လို့ပြီးဂျန်နက်စီရောနှစ်ဦးကိုသူ့ကိုတပ်ဖြစ်ဖို့အမိန်ပေးပါရယ်တေဒါဟာရာကသူ့ကိုသူနင်ဂျာပုံအင်းရောင်နေဖန်နေပြီးလီယောဖုန်းကိုတိုက်ခိုက်ပါရယ်လီယောဖုန်းကပုံလူတွေကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ကေတာဟာရာကိုတပ်ဖြစ်မယ်ထိုချက်ကိုမပြုလုပ်နိုင်ခင်လီယောင်ကဝင်လာပြီးဘိုက်ကင်းစီရောကကုံဝင်တိုက်ခိုက်ပါရယ်လီယောဖုန်းကပြင်းထန်တဲ့တရားရရှိသွားပြီးလီယောင်ကသူ့ကိုအဆုံးသတ်ဖို့ယူရလာခဲ့ပေမဲ့ကေတာဟာရာကသူ့ကိုတားလိုက်ပြီးလီယောဖုန်းကသူ့ရဲ့ဓာတ်နဲ့တရားမယ်လို့ပြောပါရယ် သူကမီတောက်နေတဲ့ဒါကြက်တကူကိုလွတ်တင်လိုက်ရာလီယိုဖုန်းကသူ့ရဲ့ flying blade နဲ့တိုင်ပင်တိုက်ခိုက်ပြီးဒါကိုထပ်မံပြပေါကကီတာဟာရာကိုတပ်ပစ်လိုက်ပါတယ်။ဘိုင်ကင်းနဲ့လီယောင်တို့ကတပြိုင်တည်းတိုက်ခိုက်ကြပါတယ်။လီယောင်က9 Thunderin စေပါနီးပညာရဲ့ Strider အဆင့်ကိုတော့နိုင်ယူပြီးဘိုင်ကင်းနဲ့ပေါင်ကလီယိုဖုန်းကိုဂျိုင်းနှက်ခဲ့ပေမဲ့သူအသက်ရှင်နေနိုင်ခဲ့ပါတယ်။လီယောင်ကယူဂျင်သူ့ကိုပေးထားတဲ့ဆွဲပြောက်ကိုလီယိုဖုန်းရဲ့လေဘင်းကနေဆဲဖြဲပစ်လိုက်ပေမဲ့လီယိုဖုန်းကလွတ်မြောက်နိုင်ခဲ့ပါတယ်။သူကကိုရဲမှာပေါ်အောင်ပြီးပြန်လဲကျမ်းမာကိုအတွက်တရားထိုင်ပါတယ်။ သူ့လိုတွေအများပြားသိဆုံးခဲ့တဲ့အတွက်လီယောင်ဟာမကြခင်မှာထပ်ပြီးတိုက်ခိုက်လာမှာမဟုတ်ဘူးလို့သူယုံကြည်ထားပါတယ်။ဘိုင်ကင်းကလီယောင်ကိုသူ့ရဲ့ထောက်လှမ်းရေးအချက်လက်တွေကလီယောဖုန်ကိုအကူလိုအစွမ်းထက်တယ်လို့မဖော်ပြခဲ့တဲ့အတွက်အချက်လက်မှားယွင်းမှုအတွက်စူပူချိန်မှောင်ပါတယ်။လီယောင်ဟာစစ်သားတအုပ်ကိုမတော်စားတမိတယ်။လိုင်းကြီးတစ်ခုကိုထုတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ကီတာဟာရဲ့ခနာကိုခြေထောက်နဲ့နှင်းချေရေးဒေါသတကြီးနဲ့ရှောက်သွားပါတယ်။ သူက black box စစ်မှာပါပဲဆိုရင် leofon ကိုမနိုင်နိုင်ဘူးဆိုတာသိနေပါတယ်။သူက leofon ကိုပြန်လည်နလန်တို့ဖို့အချိန်မပေးဘဲလိုက်လံရှာဝေပြီးတိုက်လံရှာဝေပြီးတပ်ပြရမယ်လို့ဆုံးပြလိုက်ပြီးသူရဲ့သိပ္ပံပညာရှင်ကလင်းကိုလေသာအမြောက်ကိုတက်စီမှုတောင်းဆိုပါတယ်။ကလင်းကအစ်တာကို flying plate တချောင်းကထိခိုက်ခဲ့ကြောင်း leofon ရဲ့တပ်ဖွဲ့ဝင်တွေကိုအတိပေးပြီးစစ်သားတွေကကြောက်ရွံ့တလုံးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့လေသာအမြောက်ကိုမတက်စေနိုင်ရင်ဒီအောင်ကသူတို့ကိုတပ်ပြမှာဖြစ်လို့ပါပဲ။ကလိန်ကကံကောင်းစွာနဲ့ပြစီမသွားတဲ့ဆိုင်နေရာသုံးချက်ပြစ်လို့ပေါ်လုံလာပြီးဒါကလီယောဖုန်းကိုတက်ဖို့အတွက်လုံလာလိမ့်မယ်လို့ပြောပါရယ်။လေသာအမြောက်တက်စင်ပြီးတဲ့အခါလီယောင်ကအဲ့ဒါကိုလီယောဖုန်းကိုပြစ်တက်ဖို့သုံးနိုင်မလားလို့မေးရမှာတော့ကလိန်ကတောင်ကအရန်ထိုးရတဲ့အတွက်သူ့ကိုအပြင်ထုတ်ပြီးမှပြစ်ရမယ်လို့ပြောပါရယ်။လီယောင်ကသူတို့လီယောဖုန်းကိုစိတ်တင်းလေးမြင်ရတဲ့အခါပြစ်ခတ်ဖို့အမိန်ပေးပါရယ်။တချိန်နဲ့မှာတောင်အောင်မှာလီယောဖုန်းကငကားသွေးကြောင့်အရှိန်ဟုန်မြင့်နေတာရဲ့သူ့ရဲ့ကိုးသားနိုင်ငံမြန်တို့ကိုကျင်းနေနေပါရယ်။ သူကလီယောင်ကိုနောက်တစ်ချိန်တွေ့တဲ့အခါသင်္ကန်းသာပေးမယ်လို့ဆုံးဖြတ်ထားပြီးတောင်ကိုဖြတ်ပြီးရွှေလျားသွားပါတယ်။လီယောင်ဖုန်းကတောင်အောက်ကနေပြန်ထွက်လာပြီးလီယောင်ရဲ့လူတွေကလေသာအမြောက်ကိုသူ့စီချိန်ရွှေလိုက်ကြပါတယ်။သူဟာတိတာတွေကိုသတိရပြီးဒါကလေသာအမြောက်ဖြစ်နိုင်တယ်လို့တွက်ဆလိုက်တာ။သူပြစ်မှတ်ထားခြင်းမခံရခင်မှာပဲပုံအောင်လိုက်ပါတယ်။မြေကို OTP ထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့မြေကလေသာကိုအလင်းရန်စေလိမ့်မယ်လို့သူထင်တာကြောင့်ပါ။သူမြေစီကိုပြန်သန်းနေစဉ်မှာသူတို့ကလေသာအမြောက်နဲ့သူကိုပြစ်မှတ်ထားလိုက်ပါတယ်။ဒါပေမဲ့သူတို့မပြစ်ခတ်ခင်မှာပဲမာရှယ်ကလပ်ကလေသင်မော်ဒယ်ရှင်ရောက်လာပါတယ်။ လီယောင်ကဘိုင်ကင်းကိုသူတို့ကိုကန်တယ်ပို့အမိန်ပေးပြီးသူကတော့လီယောင်ဖုန်းနောက်ကိုလိုက်သွားပါတယ်။ဘိုင်ကင်းဟာလေတီမော့ဘူကဆင်းလာတဲ့စစ်တီတော်တွေကိုတိုက်ခိုက်ဖို့စစ်သားတွေနဲ့အတူရေလျားသွားခဲ့ပေမယ့်သူတို့တွေကတယောက်ကဗလာဒီမာဖြစ်တယ်ဆိုတာကိုသိလိုက်ရတဲ့အခါရေတန်သွားပါတယ်။ဗလာဒီမာကလီယောင်တက်တော်အစိမ်းမသာတာလုံးနဲ့ဆိုတာဘိုင်ကင်းကောင်းကောင်းသိသွားတဲ့အတွက်သူတို့ဟာလီတာအမြောက်ကိုပြုတ်ဖို့အမိန်ပေးခံရပြီးကလိန်ကအရင်ရင်းကုန်မိုးကျသွားပေမယ့်ဘိုင်ကင်းကသူ့ကိုတားလိုက်ပါတယ်။ တချိန်ထဲမှာလီယောင်ကဂျောင်းဝင်းတို့တူအမှမရှိခင်လီယောဖုန်းဝင်လိုက်လန်ရှာဝေပြီးတက်ပြဖို့အတွက်လှင့်မြတ်သွားယူလျသွားနေပါတယ်။ဒါပေမဲ့လီယောဖုန်းကမိတဲ့ကိုနက်နက်ရှင်ရန်ထိုးသိမ်းလိုက်ရမှာတော့လီယောင်ရဲ့ခြေရာကန်ကြီးကိုဖျက်သိမ်းလိုက်ပါတယ်။လီယောင်ကဗန်နီနာကိုဖုံးပေါ်ပြီးလီယောဖုန်းရဲ့ဒီနေရာကိုသူ့မရဲ့ပုံမအစွမ်းတဲ့တဲ့ဂျိုလူတွေကိုအသုံးပြုပြီးရှာဝေခိုင်းပါတယ်။လီယောဖုန်းကသူ့ရဲ့ဆက်သွယ်နိုင်ကိုနောက်တစ်ချိန်ပြစ်လိုက်ရသူ့ရဲ့ခြေရာကန်ကြီးကိုထပ်မံဖျက်သိမ်းလိုက်ပါတယ်။လီယောဖုန်းကလူသားရင်းမိသူကမှမဆူသမ်းဖို့သေးတယ်။မြူကိုးတွေထူထပ်တဲ့နေရာကိုရောက်ရှိတဲ့အတွက်သူ့လုံခြုံပြီးလို့ယုံကြည်နေတဲ့မှာ လျှက်စီးလက်ချင်းတို့ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးတစ်ချက်ကသူ့ကိုထိမှန်သွားပါတယ်သူ့ကိုလျှက်စက်ငရှင်ဘလူးတွေကရေအောက်ကိုဆွဲချသွားပါတယ်လီယောင်ကသူ့ကိုရှာဝတ်ပြီးတပြစ်မယ်လို့ကြိမ်းဆိုလိုက်ပါတယ်ကဲဒါလေးကတော့ Solar Star ရဲ့အပိုင်းကိုဖြစ်ပြီးတော့နောက်လာမယ့်အပိုင်း၃၀ကိုဆက်လက်ရှုနိုင်ဖို့အတွက် Subscribe လေးနှိပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်